မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ပြည်သူ့တော်လိုင်းရဲ့မဟာဗျူဟာကတနိုင်ငံလုံးကွက်ပြည့်နေရေးဖြစ်တယ်လို့ကာကွယ်ဝင်ကြီးပြောကြားတဲ့အကြောင်းတင်ဆက်ပေးပါမယ်ပြည်သူ့တော်လိုင်းရဲ့မဟာဗျူဟာကတနိုင်ငံလုံးကွက်ပြည့်နေရေးဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးဦးဟင်မောင်ကပြောပါတယ်မြဝကျွန်မော့သားရဲ့အိမ်ပြန်ခီးအတွက်ဒုပြန်လာပြီး ARR campaign အစီအစဉ်မှာအခုလိုထည့်သွင်းပြောကြားလိုက်တာပါဒီကနေ့ပြည်သူ့တော်လိုင်းရဲ့မဟာဗျူဟာကတနိုင်ငံလုံးကွက်ပြည့်နေရေးဖြစ်ပါတယ်လို့ဦးဟင်မောင်ကပြောပါတယ် ကွက်ပြင်းင်းဆိုတဲ့စကန်ရဲရဲ့အတိတ်ကစစ်တုံးမြေပေါ်မှာတတ်မှတ်ထားတဲ့ပျောက်ကြားအခြေခံဒေသအနေမျိုးတွေကိုမြေပုံ Greek Quad တကွက်မကြောင်အပြင်းအဝဝင်ရောက်ရှင်းလင်းရမယ်ဆိုတာနဲ့တနည်းအားဖြင့်ပျောက်ကြားအခြေခံဒေသတစ်ခုလုံးကိုတလက်မမကြံအင်အားသုံးဝင်ရောက်ရှင်းလင်းပြီးစိုးမိုးထိန်းချုပ်ကန်ရမယ်ဆိုတဲ့အထိပ်ပဲလို့ဆိုပါရယ်လက်နက်အားကိုနဲ့ပြည်သူကိုရှံသက်ပြုနေတဲ့စေအိုစုကိုရရလက်နက်ဆွဲကင်ပြီးခုခံတွန်းလှန်မှုမှတပါပြည်သူတွေမှာအချားယူစေစရာမရှိပါဘူးအခုချိန်မှာလူငယ်တွေက PDF ဖြစ်ခံယူရင်းအသက်နှစ်ဘဝကိုရှင်ပြီးတိုက်ပွဲဝင်နေကြတဲ့အချိန်တော်လန်ပြည်သူတွေကလည်းကိုယ့်ရဲ့ချွေးနဲ့စားတွေကဖြစ်နိုင်သမျှထောက်ပံ့လူတိုင်းရင်တော်လန်ခီးကိုအတူတကွဖျက်ဆီးနေက ြတာဖြစ်တယ်လို့ဝန်ကြီးဦးရင်မွန်ကပြောပါရယ်။နှွေဦးတော်လိုင်းရဲ့ရလက်ကအင်မတန်ကြီးကျယ်ခမ်းနားပြီးသမိုင်းသစ်ကိုဖန်တီးနေတယ်လို့ဦးရင်မွန်ကဆိုပါရယ်။ဒီတော်လိုင်းအပွဲရဲ့ရလက်ကအင်မတန်ကြီးကျယ်ခမ်းနားပါလိမ့်မယ်။ကျွန်တော်တို့နိုင်ငံအတွက်ခေတ်သစ်စနစ်သစ်သမိုင်းသစ်ကိုဖန်တီးနေတဲ့တော်လိုင်းပါကျွန်တော်တို့အားလုံးရင်းနှီးရကြုံနဲ့ပါလိမ့်မယ်။တော်လိုင်းရဲ့ပေါ်ရီအဖို့အားထားစရာကပြည်သူတွေပဲရှိတယ်လို့ဝန်ကြီးကဆိုပါရယ်။ပြီးခဲ့တဲ့ဇန်နဝါရီလနေ့ရက်လွတ်လပ်ရေးနေ့မှာကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်နေစီရင်ဖြစ်ပေါ်တိုးတက်မှုအခြေအနေအစီရင်ခံစာရပြည်သူကာကွယ်တက် က်မတော့ PDF တိုင်ရင်တက်ဖွဲ့ရီနဲ့ပြည်သူ့ကာကွယ်ဖွဲ့ပကဖရီကမဟာမိတ်တိုင်ရင်သားတွန်လိုင်းဖွဲ့ရီရဲ့နေမြေတွေလွတ်မြောက်ဖို့အတွက်ပြည်내ခုနှစ်ခုလုံးမှာပူးပေါင်းတိုက်ပွဲဝင်ရရှိရလို့ဖော်ပြခဲ့ပါတယ်။ မြမကျောမော်သားတွေကလည်းဒီကွက်ပြေးမဟာဗျူဟာကို ပို့ပြီးပြေဆောင်ခဲ့တာကြောင့် ARD တိုင်းလွတ်မြောက်ရေးအတွက်တိုက်ပွဲဝင်နေတဲ့ PDF ရဲဘော်တွေနဲ့တူ ARD တိုင်းနဲ့မြမပြည်တော်ကပြည်သူတွေအားလုံးဆက်ရှိနေပေးကြဖို့ဥယျမွန်ကတိုက်တော်မာတယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့ဒီမိုကရေစီအနှစ်သာရမသိတဲ့နိုင်ငံရေးသမားတွေကြောင့်တိုင်းပြည်မငြိမသက်ဖြစ်ရတယ်လို့ကြန့်ခိုင်ဒုတိယဥက္ကဋ္ဌအဖြစ်ဖို့ရဲအကြောင်းတင်ဆက်ပေးပါမယ်။အာနာသိမ့်မှုကိုအားပေးအားမြောက်လုပ်ခဲ့တဲ့ပြည်တော်စုကြန့်ခိုင်နဲ့ဖွံ့ဖြိုးရေးပါတီ USDP ဒုတိယဥက္ကဋ္ဌဒီမိုကရေစီရဲ့အနှစ်သာရကိုမသိတဲ့နိုင်ငံရေးသမားတွေ တွေကြောင့်တိုင်းပြည်မငြိမ်သက်ဖြစ်ရတယ်လို့ပြောကြားပါတယ်။မေလ16ရက်ကမကွေးတိုင်းတွင်ရှိစံခိုင်ပါတီဝင်များနဲ့မကွေးမြို့မှာတွေ့ဆုံစဉ်၎င်းကထပ်ပါတိုင်းထည့်သွင်းပြောကြားခဲ့တာပါ။ဒီမိုကရေစီရဲ့အနှစ်သာရကိုမသိဘဲအတလွန်ခဲ့တဲ့နိုင်ငံရေးသမားတွေကနိုင်ငံရေးကိုနိုင်ငံရေးနည်းလမ်းနဲ့မဖြေရှင်းပေအကြမ်းဖက်နည်းလမ်းနဲ့ဖြေရှင်းတာကြောင့်တိုင်းပြည်မငြိမ်သက်ဖြစ်ရတယ်လို့ဦးလာထွန်းကပြောပါတယ်။ဒီအပြောနဲ့ပတ်သက်ပြီးဒီမိုကရေစီရရှိရေးတိုက်ပွဲဝင်ခဲ့တဲ့နိုင်ငံရေးသမားတွေဘက်ကတော့ငါစကားနွားရပြောဆိုခြင်းသာဖြစ်တယ်လို့တုံ့ပြန်ပါတယ်။ရှင်းရှင်းပြောရရင်တော့ စစ်တပ်ကြောတာနောက်ကံပြုပြီးတော့စစ်တပ်နဲ့ရက်တီနေပြီးတော့မှနိုင်ငံရေးအသွင်ပြောင်းထားတဲ့ပါတီတစ်ခုကပုတ်ကိုတယောက်ကပြောတယ်ဆိုတာကအမိမောက်မတည်ပဲသူ့လိုချင်ရာပြောပြီးတော့မှငါစကားနွားရပြောတယ်လို့ပဲပြောချင်ပါတယ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်ဝိုင်းနိုင်ငံရေးသမားတအုပ်ဖြစ်တဲ့ဦးထွန်းမြင့်ကမှတ်ချက်ပေးပါတယ်။ဒါအပြင်ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့ကန်တအုပ်ကလည်းအာနာသိန်းစစ်ကောင်စီတပ်ကရောအကြမ်းမဖက်ဘူးလားလို့မေးခွန်းထုတ်ပြောပါတယ်။ဒါရီပြောရင်ဒေါ်ရီပါတယ်တိတ်မပြောချင်ဘူးဗျာလို့စစ်ကောင်စီကိုစန့်ကျင်ပြီးမြန်မာထိုင်းနယ်စပ်ကိုတင်းရှောင် လာရတယ်နိုင်ငံရေးသမားတအုပ်ကပြောပါရယ် ဒါအပြင်နိုင်ငံချစ်စိတ်နဲ့တိုင်းပြည်နယ်ပြည်သူအတွက်နိုင်ငံရေးကိုစည်းလုံးညီညွတ်စွာလှုပ်ဆောင်ကြဖို့လိုတယ်လို့ဦးသိန်းစိန်ဆိုရလက်ထက်သမရာယုံဝင်ကြီးဟောင်းဖြစ်သူဦးလာထွန်းက၎င်းရဲ့ဩဇာကံဒီကိုတိုက်တွန်းပါတယ်။တဖန်မီဒီယာခေဖြစ်တာကြောင့်ကမ္ဘာကြီးကရွာသားရဖြစ်လာတော့လဲအတိမြင်များလွဲမပြီးအစိုးဘက်ကိုဦးတည်လာတာကြောင့်အခုချိန်ကမိမိတို့တိုင်းပြည်အတွက်အရေးကြီးဆုံးအချိန်ဖြစ်ကြောင်း၎င်းကပြောပါတယ်။စစ်ကောင်စီလော်ဘီတွေကကချင်ပြည်နယ်ပမော်မြို့တိုက်ပွဲသတင်းတွေနဲ့တပည့်ရင်းမျိုးနဲ့အိုးတိန်တွင်ရာစတင်ကြောင်းပုံကျင်းမှုတို့ကိုတီတီတာတာသတင်းမှားတွေဖြန့်နေခြင်းဘူချုံ ဟောင်းဦးလောင်ထွန်းကပြောလာတာပါအဲ့ဒီနောက်စစ်ကောင်စီကမကြခင်ကျင်းပလာတော့မှဖြစ်တဲ့အတွက် ပေါ်ပေါ်ဆာဆာမနေကြပဲတိုင်းခရိုင်မြို့နယ်ရက်ကြီးအလိုက်အစင်းစင်းစီမံချက်များချမှတ်လုပ်ဆောင်ဖို့လိုကြောင်းဘောင်းပီမှာပစိုးဝင်လို့ပြောင်းလဲလိုက်သူတွေနဲ့ဖွဲ့စည်းထားတဲ့ပါတီဒုတိယဥက္ကဋ္ဌကပြောပါတယ် ပါတီအောင်နိုင်ဖို့အတွက်လုံရမှာအတိုက်ခံများပြိုင်ဘက်များရှိလာနိုင်တဲ့အတွက်မိမိတို့လှုပ်ဆောင်မှုတွေကမှန်ကန်တဲ့လမ်းကြောင်းပေါ်မှာရပ်တည်နေဖို့လိုပါတယ်လို့၎င်းကပြောပါတယ်။ဒီဇင်ဘာလအတွင်းကျင်းပရန်စူးစမ်းနေတဲ့စစ်ကောင်စီရွေးကောက်ပွဲကိုရပ်သတ်မှတ်တာဖြစ်ပြီးရွေးကောက်ပွဲရက်ကြီးညာပြီးတာနဲ့လွတ်တော်ကိုစလင်လောက်အမည်စင်းများကြီးညာပြီးရဲ့နောက်မဲဆွယ်ကာလသတ်မှတ်ကြီးညာပြီးမယ်လို့စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ကပြောဆိုပါတယ်။2020ပြည်နှစ်အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီကတောင်ပြိုကမ်းပြိုနိုင်ရခဲ့ပြီးရဲ့နောက်မဲလိန်နယ်လို့ဆိုပြီးဗိုလ်ချုပ်မှုကြီးမရောက်နိုင်ဦးဆောင်တဲ့စစ်တပ် က February 1ရက်နေ့မှာလက်နက်အားကိုနဲ့အာဏာသိမ်းခဲ့ပြီးစန့်ကျင်သူများကိုအကြမ်းဖက်နှိမ်နင်းမှုတွေပြုလုပ်ခဲ့တဲ့အတွက်အဲ့ဒီနှစ်စက်တင်ဘာလ9ရက်ကစတင်ပြီးလက်နက်ကိုင်းစန့်ကျင်တိုက်ပွဲစတင်ခဲ့တယ်။အခုက၄နှစ်နီးပါးကာလအတွင်းတော်လိုင်းအင်အားစုတွေကထိန်းချုပ်နေမြင်85ရှာကိုင်းတော့တရှိလာပြီဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတဒူဝါလက်ရှိလာက2025ခုနှစ်မြန်မာနှစ်စဉ်တရနေ့ AB လ18ရက်မှာထုတ်ပေါ်ပြောကြားထားပါတယ်။ဇလပီတဝဲအရှိတော်ဒေတာဆင်ရဲကြော်ကြားတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား ဦးတည်ဆုံပြီး40ကျော်တန်ရာရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ တနင်္သာရီတိုင်းဒေသကြီးတဝဲခရိုင်တဝဲမြို့အရှိတော်ဒေသမှာဆင်ရဲကြော်ကြားတိုက်ပွဲတွင်စစ်ကောင်စီတပ်သား6ဦးသေဆုံးပြီး40ကျော်ဒဏ်ရာရခဲ့ကြောင်းဒေါနာတရင်ချင်းမုံကြီးတက်ခွဲခုနှင့် LBF တာဝန်ရှိသူထံမှသိရပါသည်တဝဲမြို့အရှိတော်ဒေသကိုစစ်ကြောင်းထိုးလာတဲ့အင်အား900ကျော်ပါတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့တော်လိုင်းပူပေါင်းတပ်တွေကပြီးခဲ့တဲ့ AP 28ရက်မှာမေလဆင်ရဲတီတိုက်ပွဲပေါင်း၄ချိန်ဖြစ်ပွားခဲ့ကြောင်းဒေါနာတက်ခွဲခုနှင့် LBF ထံမှသိရပါသည် AP 28ရက်နေ့မှာအင်အား900ကျော်နဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့တော်လိုင်းပူပေါင်းတပ် ွင်ကမေလ2ရက်ညနေ4:45မိနစ်ခန့်မှာတရံကုန်ကျေးရွာနဲ့ရမစူးကျေးရွာကြားမှာပထမကျင်းထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနှစ်ဖက်ပစ်ခတ်မှု45မိနစ်ခန့်ကြာဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ဒါပြင်မေလ9ရက်နေ့နေ့လယ်12:00နာရီဝန်းကျင်ခန့်မှာဘဝပင်ကျေးရွာတာဝါရိုင်းနီးမှာဒုတိယကျင်းထိတွေ့တိုက်ပွဲတစ်ကျင်းနဲ့ညနေ4:45မိနစ်မှာ9:35မိနစ်ခန့်မှာတတိယကျင်းထိတွေ့တိုက်ပွဲတစ်ကျင်းမေလ10ရက်မနက်9:00နာရီမှာ8:00နာရီ စရုဒ္ဒချင်းထိတွေ့တိုက်ပွဲများအပြင်းထန်ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။စနေရက်တွင်မှအပြင်းထန်တိုက်ပွဲလေးကြိမ်ဖြစ်ပွားရင်းစစ်ကောင်စီကအင်အားနေရာနဲ့စစ်ကြောင်း၃ကြောင်းခွဲပြီးတက်လာတယ်။တရင်ဆိုင်ရင်ပေါင်ပြီးတက်လာကြတာပေါ့စစ်မှုရန်ပတ်စင်ရှစ်ကတင်းနှန်းစင်းနေပါတယ်။ကျွန်တော်တို့ဘက်ကလည်းထိခိုက်ကြဆုံးမှုတွေရှိတယ်လို့ဒေါနာတက်ခွဲခုနှစ် LPM မှာပြန်ကြားရေးတာဝန်ခံလေရဲဘော်လီယိုကပြောပါတယ်။စစ်ကောင်စီတက်နဲ့ဒေါ်လိုင်းပူပေါင်းတက်တွင်ရဲစင်ရဲကြော်ကြားပိတ်ဆို့တိုက်ခိုက်မှုတွေအတွင်းစစ်ကောင်စီတက်သား၆ဦးသေဆုံးပြီး၄၀ကျော်အပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။အဲ့ဒီတက်ခိုက်မှု ှုတွင်တော်လိုင်းပူပေါင်းတပ်ဖွဲ့မှလည်းရဲဘော်နှောင်းဦးကြဆောင်ခဲ့ပြီးစိုးရင်တော့ကဒန်ယာရီနဲ့စိုးရင်ရတဲ့ဒန်ယာရီနဲ့တူမစိုးရင်ရတဲ့ဒန်ယာရ၄ဦးအတီးတီးရရှိခဲ့ကြောင်း LP ရဲ့တာဝန်ရှိသူထံမှသိရပါတယ်ကျွန်တော်တို့ဘက်ကရဲဘော်နေအောင်ကြဆောင်ခဲ့ပါတယ်တယောက်ကစိုးရင်ရတဲ့ဒန်ယာပေါ်တူနေတဲ့နေရာဘုံကိုကျင်းနာကို89နှလုံးကြတာအဲ့ဒီမှာထိသွားတယ်အခုတော့စေကူတမှုခံယူနေပါပြီလို့ LP ရဲ့တာဝန်ရှိသူကဆက်လက်ပြောကြားပါတယ် ပန်စူလာ force lbf ဒဝဲအရှိတော်ဒေတာရှိတော်လိုင်းအင်အားစုတွေဖြစ်တဲ့ဒဝဲခရိုင်မှတ်နေတရင် t5 dgrf dnl DEF အဒင်မူ EDF ဂျက်တနဲ့ဘီလုံးပြောက်ကြားတပ်ဖွဲ့ KNU တပ်မဟာလီတရင်စနစ်တို့ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။နောက်ထပ်တပုတ်အနေနဲ့အုတ်ရှိပင်မှာစစ်ကောင်စီရဲဝင်းနဲ့ပေါ်တာဆွဲနေကြောင်းတင်ဆက်ပေးပါမယ်။ဘကိုတိုင်းပဒါမျိုးနဲ့အုတ်ရှိပင်မျိုးနဲ့ပတ်ဝန်းကျင်ကြီးရွာတွေကလူငယ်တွေကိုစစ်ကောင်စီတပ်တွေကအရက်ဝတ်တွေနဲ့ပေါ်တာဆွဲဖမ်းဆီးမှုတွေလှောက်ဆောင်နေရလို့ဒေသရင်းစစ်ရေးတရင်အရေးမြစ်တွေစီကသိရပါတယ်။ပေါ်တာဆွဲဖမ်းဆီးမှုတွေကိုအရှင်ကဖမ်းဆီးနေကြမြို့ရင်းမြို့ပြင်ဂိတ်တွေပြင်ကြီးရွာတွေထိပါပေါ်တာဆွဲဖမ်းဆီးမှုတွေကိုအခုရက်ပိုင်းတွင်ခ က်ဆိတ်ဆိတ်လှုပ်ဆောင်နေရလို့ဒေသခံတွေကဆိုပါတယ်ပြီးခဲ့တဲ့မေလ9ရက်နေ့ကအုတ်ရှိပင်မြို့ ဘင်ကကျေးရွာနီးတောက်ဘူးဘင်ကရွာချင်းဆက်လမ်းပိုင်းမှာအရက်ဝတ်နေပေါ်တာဆွေဖမ်းဆီးမှုဖြစ်ပွားခဲ့ပြီးဆိုင်ကယ်နဲ့စီလူ၃ယောက်လာရောက်ဖမ်းဆီးခဲ့တာလို့သိရပါတယ်။အဆိုပါဖမ်းဆီးမှုမှာကိုဇော်ထောင်း25နဲ့ဆိုသူဖမ်းဆီးခံလာရပြီးမိသားစုကချက်ချင်းလိုက်ထုတ်ခဲ့တာကြောင့်ပြန်လည်ထုတ်ယူလို့ရခဲ့တယ်လို့သိရပါတယ်။အဖမ်းခံလိုက်ရတာကကိုဇော်ထောင်းသူ့မရိကမြို့နေရဲစခန်းမှာပဲတာဝန်ကျနေရဆိုတော့သူတို့မောင်ဆိုပြီးလိုက်ထုတ်တာရသွားတယ်။ပြောရရင် background နဲ့လိုက်တာမျိုးရသွားတာလို့ပြောရမယ်လို့ဒေသခံတယောက်ကသတင်းဌာနကိုပြောပါတယ်။ ဒါအပြင်တခြားပြည်ခိုင်တွင်ကမြို့နယ်တွေမှာလည်းပေါ်တာဆွဲဖမ်းဆီးမှုတွေကိုစစ်ကောင်စီကပုံမလုံဆောင်လာနေပြီးပြည်မျိုးနယ်ပေါက်ခေါမြို့နယ်တွေမှာလည်းကားပေါ်တွေထိပါဆွဲချဖမ်းဆီးပေါ်တာဆွဲမှုတွေလုံဆောင်နေရလို့သိရကြောင်းသတင်းမှာဖော်ပြပါရှိပါတယ်ရှင်။